2014ခုနှစ်သကောင်စင်ရင်ကိုအခြေခံထားတဲ့ကိုယ်ွယ်ရာဘာသာဆိုင်ရာအချက်လက်တွေကိုဇွန်လ21ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ်ဒီသတင်းကိုဦးနေဖြိုးဝင်းကနေပြည်တော်ကနေပြပို့ထားပါရရှင် ဇူလိုင်လ22ရက်နေ့က2014ခုနှစ်လူရည်နဲ့အိမ်အကြောင်းအရာတကောင်ဆင်းကနေရရှိတဲ့ကိုကိုရဘာသာဆိုင်ရာအချက်လက်ထုတ်ပြန်တဲ့အခမ်းအနားကိုနေပြည်တော်မှပြုလုပ်ခဲ့တာဖြစ်ပါတယ်။ကိုကိုရဘာသာဆိုင်ရာအချက်လက်တွေကို2015ရွေးကောက်ပွဲ2016လွှတ်တော်နယ်အစိုးရအသစ်ဖွဲ့စည်းတာစားတဲ့အခြေအနေအရရက်နဲ့ကုလသမဂ္ဂပြည်ပခလေးလာရေးအဖွဲ့ရဲ့ကွယ်စင်လေးလာမှုဘာသာရေးကောင်းဆောင်တွေနဲ့ဘာသာရေးအဖွဲ့စည်းအသီးသီးကကိုယ်စားလှယ်တွေနဲ့တွဲဆုံဆွေးနွေးမှုတွေကိုထပ်သွင်းစဉ်းစားပြီးမှထုတ်ပြန်တာဖြစ်တယ်လို့အလို့သမားလူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီးဌာနပြောင်စုဝန်ကြီးကပြောပါရတယ်။ 2014ခုနှစ်လူဦးရေနဲ့အိမ်ကြောင်းရာတကောင်ဆင်းမှာကောက်ရရှိတဲ့လူဦးရေကိုစီကံပြီးတော့မှတွက်ချက်ပဲဆိုရင်ဘုရားဘာသာရှိတဲ့ဘုရားတမန်ရှိကြတယ်လို့ခရစ်ယာန်ဘုရားတမန်သုံးရတယ်လို့အစ္စလာမ်ရှိတဲ့တမန်သုံးရတယ်လို့ဟိန္ဒူသုံးရတဲ့တမန်လားရတယ်လို့နတ်ဘုရားသုံးရတဲ့တမန်ရှိကြတယ်လို့အခြားဘာသာဘုရားတမန် သူများတမအတိရခဲ့ခုနေဘေဘာသာမှာမပုတ်ခဲ့တဲ့သူသူများတမတိရခဲ့လို့ရှိကြောင်းသူရှိရတယ်အဲဒီတားကြီးမိနေတခုနဲ့တခုအချိုးစားလဲမတူညီကြောင်းသူရှိရပါတယ်2014ခုနှစ်တကောင်ဆင်းမှာကချင်ကရင်နဲ့ ရခိုင်ပြည်နယ်တွေရှိလူဦးရေတက်တက်သမား2တန်းခန့်ကိုအကြောင်းကြောင်းကြောင့်လူဦးရေဆင်းမကောင်းနိုင်ခဲ့ဘူးလို့ဆိုပါရယ်။ကချင်နဲ့ကရင်ပြည်နယ်ရှိမကောင်းနိုင်ခဲ့တဲ့လူဦးရေဟာမြန်မာနိုင်ငံအနေထားနဲ့ပဲဖြစ်ဖြစ်တိုင်းဒေသကြီးပြည်နယ်အချိုးစားနဲ့ပဲဖြစ်ဖြစ်အချိုးတက်ရောက်မှုမရှိတာတွေ့ရပေမဲ့ရခိုင်ပြည်နယ်မှာရှိတဲ့မကောင်းယူနိုင်ခဲ့တဲ့လူဦးရေအရွယ်စားဟာအတန်အသင့်ကြီးမားပြီးပြည်နယ်ရဲ့ကိုးကွယ်တဲ့ဘာသာအလိုက်လူဦးရေအချိုးစားကိုသာမကပြည်ထောင်စုအဆင့်အချိုးစားကိုပါပြောင်းလဲစေနိုင်လို့မကောင်းယူနိုင်ခဲ့တဲ့လူဦးရေအလုံးကိုအစ္စလာမ်ဘာသာကိုးကွယ်သူတွေလို့ယူဆပြီးတွက်ချက်ခဲ့တယ်လို့ဆိုပါရယ်။အဲ့လိုယူဆပြီးတွက်ချက်တဲ့အခါမှာ ဘုဒ္ဓဘာသာဟာ60ကုဒ္ဒတမ900ခရီးယံခရီးယံဘုဒ္ဓဘာသာ300ခရီးယံအစ္စလမ်ဒိဋ္ဌတမ300ခရီးယံဟိန္ဒူသူညတ္တမ900ခရီးယံနတ်ကိုဝေသူသူညတ္တမ800ခရီးယံအခြားဘာသာကိုဝေသူသူညတ္တမ200ခရီးယံဒီဒီဘာသာမှာဘုဒ္ဓရေသူညတ္တမ200ခရီးယံရှိကြောင်းတွေ့ရပါတယ် ကိုးကွယ်တဲ့ဘာသာအလိုက်လူဦးရေကို1983 1983တကောင်ဆင်းလို့နဲ့နိုင်ရှင်ရင်နှစ်ပေါင်း30အတွင်းတိတာတဲ့ပြောင်းလဲမှုမရှိဘူးလို့ပြောပါရယ်ကိုးကွယ်ရဘာသာအလိုက်လူဦးရေစင်ကိုတိုင်းဒေသကြီးပြည်နယ်အဆင့်ထိပဲထုတ်ပြန်တာဟာနိုင်ငံတကာနှီးပညာအကြံပေးအဖွဲ့နဲ့ ပြည်တွင်းအကြံပေးအဖွဲ့တွေ UNFPA ရဲ့ပြည်ပခလေးလာရေးအဖွဲ့တွေရဲ့အကြံပေးချက်အတိုင်းထုတ်ပြန်တာဖြစ်တယ်လို့ဆိုပါတယ်။ခရိုင်အစ်စ်မျိုးနယ်အစ်စ်မထုတ်ပြန်တာဟာတချို့ဒေသတွေမှာလူဦးရေအနည်းငယ်ပဲရှိတဲ့အတွက်2013ခုနှစ်သကောင်စင်းဥရေရတူးချင်းကိုရဲ့အချက်လက်လုံခြုံမှုကိုထိန်းသိမ်းတဲ့အနေနဲ့မထုတ်ပြန်တာဖြစ်တယ်လို့ပြည်တော်စုဝန်ကြီးကဆိုပါတယ်။ကျွန်တော်တို့ပြောဝင်ပါ